ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ Sport Agency ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ Chelsea နဲ့ Arsenal တို့ London Derby ပွဲအပအဝင်ပွဲစဉ်73ထွက် Paul Marseille ခံမှန်းချက်များပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ် Premier League ပွဲစဉ်တွေအတွက်ခံမှန်းချက်ကိုမပြောခင်မှာလဘဝူးကြောင်းပြောချင်တယ်။အဲသူတို့စီကနေအခုမြင်ခဲ့ရတာတွေကိုကျွန်တော်မယုံနိုင်ပါဘူး။နောက်ဆုံး၁၂ပွဲမှာ၉ပွဲရှုံးနေခဲ့ပြီးဘယ်သူမှအဲ့လိုဖြစ်လာမယ်လို့ထင်ထားမှာမဟုတ်ဘူး။ ခမားမမှီမလားတော့ကျွန်တော်မသိဘူးကွန်မြူနတီတိုင်းလူပွဲပြီးမှလဘဘူးကခန်းစစ်ပိုင်းရုံးကန်ရနိုင်တယ်လို့ကျွန်တော်ပြောခဲ့တယ်။အဲဒီလိုမျိုးရှုံးပွဲဆက်လိုက်မယ်လို့တော့ကျွန်တော်ခံမှန်းခဲ့တာမဟုတ်ပေမဲ့ပြဿနာရှိနေခဲ့တယ်ဆိုတော့သိခဲ့တယ်။ Happy as we go လေးစားသမှုနဲ့ပြောရမယ်ဆိုရင်ဒီပွဲကလဘဘူးအတွက်လာမယ့် Premier League ပွဲချက်တွေမတိုင်ခင်နိုင်ပွဲပြန်ရယူဖို့ပြည့်ပြည့်စုံတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။အခုသူတို့တွေလမ်းကြောင်းပေါ်ကဆင်းသွားခဲ့ပြီဖြစ်ပြီး Arsenal ကိုအမိလိုက်ဖို့ဆိုတာဖြစ်တော့မဖြစ်နိုင်တော့တာဖြစ်ပါတယ်။အဲအာဒီတာရဲ့အသင်းက Stamford Bridge မှာကြီးမားတဲ့ပွဲစဉ်ကြီးကစားဖို့ရှိနေပြီး ဇန်နဝါရီမပြောတော့ဘဲနဲ့ကျွန်တော်ရဲ့ Premier League ပွဲစဉ်73အတွက်ခံမှန်းချက်တွေကိုကြည့်လိုက်ရအောင်။ Brentford vs Burnley ဒီပွဲကနှစ်သင်းစလုံးအတွက်ကြီးမားတဲ့ပွဲပါ။ Brentford ကအနိုင်ရခဲ့ရင်သူတို့တွေ Burnley ထက်၉မှတ်အသာရသွားမှာပါ။ဒါပေမဲ့သူတို့အိမ်ခွင်းမှာရှုံရင် Burnley နဲ့၃မှတ်ပဲကွာရမှာပါ။အဲရောဘသူပဲရှုံရှုံသူတို့အတွက်စိုးရိမ်စရာဖြစ်လာမှာပါ။ Brentford ကဒီရသည် Premier League အိမ်ခွင်းမှာပြဿနာမျိုးမှတ်တမ်းအကောင်းဆုံးအသင်းဖြစ်ပြီး ဘန်လီကသူတို့ကိုဒီပွဲမှာစိန်ခေါ်နိုင်မယ်လို့မထင်ပါဘူး။အဲကျွန်တော်ကတော့အင်ရှင်တွေတတောင်းတတအနိုင်ရသွားမယ့်ဘက်ကနေပဲနေမှာဖြစ်ပြီးနှစ်ကိုဂိုးမရှိနဲ့အနိုင်ရသွားပါလိမ့်မယ်။ဆန်နာလန်ဖက်ဆာဘုံမောက်ဆန်နာလန်ကပြီးခဲ့တဲ့ပတ်ဖိုလန်ကိုတကောကိုမရှိနဲ့ရှုံးနေခဲ့တဲ့ပွဲမှာအရန်ရှင်ပြန်နိုင်သွင်းရှိခဲ့တယ်။အဲဒါပေမဲ့ပွဲတစ်ပွဲရှုံးတာကဘယ်တော့မှကောင်းမွန်တဲ့ရလည်းမဟုတ်ပါဘူး။အထူးသဖြင့်ဒီရာသီပရီးမီးယားလိကိုပြန်လာကလေးကကောင်းမွန်တဲ့ရာသီအဆကိုပိုင်ဆိုင်ခဲ့တာပြန်စင်းစားလိုက်ရင်ပေါ့။အဲဒီပွဲကဆန်နာလန်အတွက်အန်ထရီရှိတဲ့ပွဲပါ။ ဘာလို့လဲဆိုတော့ဘုံပေါက်ကဝါဆန်တဲ့ပွဲမှာနှကိုကိုမရှိနဲ့ရှုံးနေနေရတာကနေနှကိုနှကိုတည်ရလိုက်ကစားပြီးတော့ပြန်လာနိုင်ခဲ့တဲ့ပွဲပြီးမှဆက်ရတက်ချွနေတာကြောင့်ပါခမ ्या အခုအမှတ်ပေးစရာကိုကြည့်လိုက်ရင်ဆန်နာလန်ကတန်းစင်းစုံနဲ့ရှစ်မှတ်กว่าမှာရက်တည်နေတယ်စပါးစ်မန်ယူနိုက်တက်လော်ဘာဘူးနဲ့နျူကာဆယ်တို့အားလုံးကသတို့အောက်မှာပါအရာတီအစတုန်းကဒီလိုဖြစ်မယ်လို့ဘယ်သူကထင်ခဲ့ပါလဲဆန်နာလန်အတွက်ပြဿနာကသတို့တွေလော်ဘာဘူးနျူကာဆယ်စပါးစ်မန်စီးတီးဆိုနှစ်ကြိမ်တောင်ဒီတပတ်ပြီးနောက်လာမယ့်6ပွဲမှာရင်ဆိုင်ရမှာပါ သူတို့တွေဒီပွဲမှာသာရှုံးနေကြရင်ကံကြမ္မာကသူတို့အတွက်လှလှမြမြပြောင်းလဲသွားနိုင်ပါ रे ဘောမောက်စ်ကဝက်ဆန်နဲ့ပွဲမှာနောက်ထပ်တစ်ကြိမ်ပြန်လာနိုင်မယ်လို့ခံစားချက်ရှိခဲ့ပြီးဒီပွဲမှာလည်းဆန်နာလန်ကိုအနိုင်ယူနိုင်မယ်လို့ခံစားမိနေပါ रे ဘောမောက်စ်ကနှစ်ကိုးတစ်ကိုးနဲ့အနိုင်ရသွားမှာပါ Man City vs Leeds ဟိုနေ့က Man City ရဲ့အတင်းလူစင်ရွေးချယ်တာကိုကျွန်တော်နားမလည်နိုင်ဘူးဒါကလွန်ခဲ့တဲ့9နှစ်6နှစ်တုန်းက Man City မဟုတ်တော့ဘူးအဲဒီတုန်းကသူတို့မှာနေရာတစ်ခုချင်းစီအတွက်ပေါင်တန်း60တန်းကစားသမား2ယောက်လောက်ရှိခဲ့တယ် ဲကျွန်တော်ကတော့လေဘာကူစင်ကိုရှုံးနေခဲ့တဲ့ပွဲမှာမန်စီးတီးကလိုအပြောင်းလဲတွေအများကြီးလုပ်ခဲ့တာကိုဘာမှမဖြစ်ပါဘူးသူတို့တွေနောက်လာမယ့်ပတ်မှာအာဆနယ်ဒါမှမဟုတ်လေဘာကူနဲ့ရင်ဆိုင်ရမယ်ဆိုရင်ပေါ့ဒါပေမဲ့အခုသူတို့ရင်ဆိုင်ရမှာကလစ်ယူနိုက်တက်ပါအလစ်အကြောင်းပြောမယ်ဆိုရင်သူတို့အတွက်ဒီရာဒီမှာကျွန်တော်တကယ်စိုးရိမ်ပါတယ်နောက်ဆုံး၆ပွဲမှာ၅ပွဲရှုံးခဲ့ပြီးသူတို့တွေကစိတ်လှုပ်ရှားစရာကောင်းတဲ့အတင်မဟုတ်ပါဘူးသူတို့တွေချန်ပီယံရှစ်မှာရှိနေကြတဲ့အချိန်တုန်းကသူတို့မှာ dance chain ကအဆုံးဖြတ်ပေးနိုင်တဲ့ကစားသမားဖြစ်ရှိခဲ့ပါတယ် အခုတော့အဲ့လိုမဟုတ်တော့ဘူး။ဘာလို့လဲဆိုတော့ James က Championship ထွက်အရန်ကောင်းမှုမမဲ့ Premier League မှာတော့အဲ့လောက်ကောင်းမှုနဲ့ကစားသမားမဟုတ်တာကြောင့်ပါ။ Leeds ကအဝေးခွင့်ရလဒ်တွေဆိုးရွားခဲ့ပြီးသူတို့တွေရှေ့မှာလေ Man United, Chelsea, Liverpool နဲ့ခုနှစ်အတွင်းကစားရမယ့်ခက်ခဲတဲ့ပွဲစဉ်တွေရှိနေတယ်။ Man City တက်တောင့်တက်တာအနိုင်ရမယ့်ပွဲကလွဲပြီးဘာမှမရှိပဲသုံးဂိုးကိုမရှိနဲ့အနိုင်ရသွားပါလိမ့်မယ်။ Everton vs Newcastle Newcastle ဘာဖြစ်နေလဲကျွန်တော်မသိဘူး။အဲသူတို့တွေက Man City နဲ့ရင်ဆိုင် Everton vs Newcastle နယူကာဆယ်ဘာဖြစ်နေလဲကျွန်တော်မသိဘူးသူတို့တွေကမန်စီးတီးနဲ့ရင်ဆိုင်ကစားခဲ့တဲ့ပွဲတုန်းကအတိုင်းကစားပြီးနောက်ပွဲမှာသူတို့မာဆီကိုရှုံးနေကြတယ်။ဦးဆောင်ကိုသွင်းယူထားနိုင်ခဲ့တာတော့မှပဲရှုံးသွားခဲ့တယ်။နယူကာဆယ်ရဲ့ပရီးမီးယားလိဂ်ကအဝေးကွင်းခြေစွမ်းကတော်တော်လေးဆိုးရွားခဲ့ပြီးတော့အေဗာတန်အင်ကွင်းကိုသွားကစားရမှာပါ။ဒီပွဲကသူတို့အတွက်ခက်ခဲတဲ့ပွဲဖြစ်လာမှဖြစ်ပြီးအဲ့ဒါကိုတန်တရားဖြစ်စရာမရှိပါဘူး။အေဗာတန်ကမန်ယူနိုက်တက်ရဲ့ပွဲမှာအယံကိုထိုးချုံပြောင်မြောက်ခဲ့တယ်။ယူနိုက်တက်ကညံပြင်းနဲ့စွမ်းဆောင်ရင်ပြသခဲ့တာတည်ပေမဲ့ခမရတယောက်ယောက်နဲ့ဂိုးသွင်းပြီးအဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့တဲ့အေဗာတန်ကိုတော့အလေးပြုရမှာပါ။ ဒေးဗစ်မိုရက်စ်ကဂေယီနဲ့ဂိန်းတို့ဖြစ်စဉ်ကိုတိုက်တော့စိုးရိမ်နေမှာမဟုတ်ပါဘူး။အနီးပြားတစ်ယောက်အနေနဲ့ကစားသမားတွေကြားအဲ့လိုတိုက်ခိုက်ကြတာကိုတိတ်တိတ်လေးလိုချင်နေကြမှာပါ။ကျွန်တော်ကစားခဲ့တုန်းကလည်းလေ့ကျင့်ရေးစီစဉ်တွေမှာဒီလိုမျိုးရန်ပွဲတွေကတော့ဖြစ်နေကြပါ။အဲကျွန်တော်သာအနီးပြားဆိုရင်လည်းကျွန်တော်ကစားသမားတွေအချင်းချင်းဒီလိုတွန်းထိုးနေရင်စိတ်ထဲဘာမှဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ဂေယီကိုထုတ်ခဲ့တာကတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်နေသေးပါဒီလိုကစားမားတွေကကဘာတလောကကလေးတွေအတွက်ကြီးမားတဲ့စံပြမော်ဒယ်တွေဖြစ်ရမှာပါအတူတူအပြည့်ပေးမခံရဘဲလွတ်မြောက်သွားရင်ကလေးတွေကလည်းဒီနေ့ခုနှစ်နေ့မနက်သူတို့ကစားခဲ့တဲ့ပွဲတွေမှာအဒီတိုင်းလိုက်လုပ်ကြတော့မှာပါဒါကြောင့်မဲ့ဂေယီကိုနမူနာအနေနဲ့အပြည့်ပေးဖို့ကအရေးကြီးခဲ့တာပါအေဗာဒန်ကအများကြီးထုတ်ထွက်လာခဲ့တဲ့ပုံပေါ်ပြီးတော့ခန်းစစ်မှာထိုင်ပြီးတော့ခန်းစစ်မကစားတော့ဘူးနယူကာဆယ်ကဒီရသေးအဝေးခွင့်တစ်ပွဲပဲအနိုင်ရသေးပြီးသူတို့ကဒီပွဲမှာဘယ်လိုထောက်ခံရမှန်းမသိဘူး အဲ့တော့အင်ရှင်တွေဘက်ကပဲရက်တီရမှာဖြစ်ပြီး Everton ကနှစ်ကိုးတကိုးနဲ့အနိုင်ရသွားပါလိမ့်မယ်။ Spurs vs Fulham စပါးကခံမှန်းဖို့အတွက်အိမ်မဆိုးတကူပဲ။သူတို့တွေပြီးခဲ့တဲ့အဖက်မှာ Arsenal ဖျက်ဆီးတာခံခဲ့ရတယ်လို့ကျွန်တော်တွေးမိခဲ့တယ်။အလားကရှက်ရစရာပါပဲ။အဲအဲ့ဒီပွဲကစပါးရဲ့ယာတီအတွင်းအကြီးမားဆုံးပွဲပါ။ Arsenal ကပိုကောင်းတဲ့အတင်းဆိုတာကျွန်တော်သိပေမဲ့ဒါကခင်ဗျားသူတို့အတွက်ခက်ခဲအောင်မလုပ်နိုင်ဘူးဆိုတဲ့အထိပယ်မဟုတ်ပါဘူး။ပရိသတ်တွေကစပါးကစားသမားတွေကိုဒီပွဲမှာအုတ်တတိုင်းလိုခိုင်မာတဲ့ခံစစ်ကိုထိုးပေါက်ပြေးလွှားစေခြင်းခဲ့ပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒါကမဖြစ်လာခဲ့ဘူး။ စပါးစ်ကအာဆင်နယ်အတွက်တော့ဘန်းကျန်တဲ့လမ်းလျှောက်ထွက်ရတယ်လို့လွဲကူအောင်လုပ်ပေးခဲ့ပြီးတော့သူတို့တွေဖူလန်ကို16ကိုပြန်အနိုင်ရရင်တော့မှအဲ့ဒီဒါဘီရှုံးပွဲကိုအဖက်ပြန်ဆင်နိုင်မှာမဟုတ်တော့ပါဘူးချန်ပီယံလိမှာ PSG နဲ့ပွဲတုံးကတော့မှစပါးစ်ကနှစ်ဂိုးခုမရှိနဲ့အိုးဆောင်ထားနိုင်ခဲ့ပြီး9ဂို3ဂိုးနဲ့ရှုံးနေခဲ့တည်တယ်သူတို့တွေပြိုင်ဘက်ကိုတိုက်ဖင်ဖွဲ့မိကစားရင်3ဂိုးသွင်းနိုင်ခဲ့ပြီး9ဂိုးပြန်ပေးခဲ့ရတယ်သူတို့တွေခန်းစစ်မှာပိတ်ကစားရင်အာဆင်နယ်နဲ့ပွဲကလို4ဂိုးတခုနဲ့ရှုံးမယ်စပါးကအခုချိန်မှာမှန်ကန်တဲ့ဟန်ချက်ညီမှုရှာမထွေနေပဲနဲ့အလားကစိုးရင်စရာကောင်းတဲ့အရာပါ စပါးကအင်္ဂွေးမှာဆိုးရွားခဲ့ပြီးတော့သူတို့တွေအနိုင်ရမယ်လို့မျှော်မှန်းခံထားရပြီးသွားကစားတဲ့ပွဲကြရင်အယန်းကိုဆဲလို့ရှာတတ်တယ်။ဒီပွဲကဖူလန်နဲ့ပွဲကလို့ပွဲမျိုးဖြစ်ပြီးတော့သူတို့တွေအနိုင်ရမယ်လို့ကျွန်တော်မထင်ပါဘူး။တကောတကောတည်ရင်လည်းပြီးသွားမယ်လို့ထင်ပါရယ်။ဖဲလီဗာဇာမန်ယူနိုက်တက်မန်ချက်စတာယူနိုက်တက်ကပြီးခဲ့တဲ့ပတ်မှာအန်အသင့်စရာကောင်းခဲ့တယ်။အေဗာတန်ကတယောက်ရောက်နေခဲ့တာတောင်မှအော်ထရာဖို့မှာဂိုးသွင်းပြီးတော့အနိုင်ရခဲ့တည်တယ်။ဒါကရူဘင်အမော်ရီရဲ့အသင်းစီကတကယ်ကိုဆိုးရွားတဲ့ဆွမ်းဆောင်ရေးပါ။ ယူနိုက်တက်ကအခုနေပြတဲ့ရှာဖွေနေရင်သူတို့တွေပဲလစ်နေပြအော်လီဗာကလပ်စနာလိုလူမျိုးကိုပြစ်မှတ်ထားရမယ်။အဲသူကအမော်ရင်နဲ့တူညီတဲ့ကစားကွက်ကိုကစားနေပြီးတခုတည်းသောကွာချချက်ကကလပ်စနာကအဲ့ဒီကစားကွက်မှာတုံးနိုင်တဲ့ကစားသမားတွေရှိတယ်။အမော်ရင်ကတော့သူ့မှာအဲ့လိုကစားသမားတွေမရှိပေမဲ့ခေါင်းမမာနဲ့တခြားကစားကွက်မပြောင်းမဲဆက်ကစားနေတာပါ။ မန်ယူနိုက်တက်ကအမော်ရင်ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့တဲ့အချိန်မှာသူစပေါ့တင်အသင်းမှာကစားခဲ့တဲ့ပုံအတိုင်းကစားဖို့သူ့ကိုခေါ်ယူခဲ့တာပါ။သူကအခုဆိုရင်ဒီမှာရှိနေကြတာတနည်းရှိပြီဖြစ်ပြီးသူတို့တွေအသားကြောင်အောင်လုပ်ဖို့လုံလောက်တဲ့အချိန်ရခဲ့ပြီလို့ခင်ဗျားတွေးပါလိမ့်မယ်။ဒါပေမဲ့ကန်ဆိုးစွာနေပဲမန်ယူနိုက်တက်ကခြေသွမ်းပိုင်းတည်ငြိမ်ဖို့တောင်မှအဝေးကြီးရှိသေးပြီးတော့ဒီပွဲလဲရှုံးအောင်မှာမလို့ပဲလို့ထင်တယ်။ရေဘဲလစ်ကပဲနှစ်ဂိုးတခုနဲ့အနိုင်ရသွားပါလိမ့်မယ်။ဝါဆန်ဖတ်စာလေပါဘူး။လေပါဘူးနဲ့ပတ်သက်ပြီးအခုကျွန်တော်မသေးကြရဘူးလို့ပြောရမှာကမယုံနိုင်စရာပါပဲ။ ဝါဆန်ကအနိုင်ရနိုင်လားဆိုတော့လေသူတို့လည်းကောင်းမနေပါဘူးဝါဆန်ကလေဘာဘူးကိုကတ်နိုင်တာမျိုးဒါမှမဟုတ်လေဘာဘူးက၃ဂိုးကိုမရှိနဲ့၄ဂိုးကိုမရှိနဲ့တော့အနိုင်ရသွားနိုင်တာမျိုးဖြစ်နိုင်တယ်လို့ခံစားရပါတယ်လေဘာဘူးက forest နဲ့ပွဲမှာပထမဆုံးဂိုးသွင်းနိုင်ခဲ့ရင်အရိပွဲကိုသူတို့အလွယ်တကူအနိုင်ရခဲ့မှာပါဝါဆန်ကဒီပွဲမှာပထမဂိုးသွင်းပြီးလေဘာဘူးကပြီးခဲ့တဲ့အပတ်ကလို့ဖေဖိုဖေဖြစ်နိုင်ပါတယ်အဒီပွဲမှာပထမဂိုးသွင်းတဲ့သူကအနိုင်ပဲလို့ကျွန်တော်ထင်တယ်လဘဘူးကအကောင်းဆုံးပုံစံရှိနေခဲ့တဲ့အချိန်တုန်းကရှေ့ထိတက်ပြီး pressing ပေးနေကြပါအခုသူတို့တွေအဲ့လိုမလုပ်နိုင်တော့ဘူး မနေ့ကဆာလာကစားတာမြင်ခဲ့ပြီးတော့ PSV ဂိုးရီတွေကတကူမှာသူ့ကိုတစုံတစ်ယောက်ကကြောဖြတ်သွားခဲ့ပြီးတော့သူ့နောက်ကိုလမ်းလျှောက်ပြီးတော့ပြန်ဆင်းနေတော့ပါပဲအဲဒါမျိုးကလွန်ခဲ့တဲ့နှစ်နဲ့သုံးနှစ်တုန်းကဆိုဘယ်တော့မှမဖြစ်ခဲ့တဲ့ကိစ္စပါကျွန်တော်တို့နိုဝင်ဘာလကုန်မှာရှိနေပြီးတော့အာနီစလောကသူ့ရဲ့အကောင်းဆုံးအသင်းကိုမတိသေးဘူးလို့ထင်တယ်။အဲသူအဲ့ဒါကိုမြင်မြန်သိအောင်လုပ်မရမယ်။သူဒီကစားမတွေအားလုံးကိုခေါ်ယူခဲ့တဲ့အချိန်မှာသူ့စိတ်ထဲမှာတွေးထားတာရှိကိုရှိရမှာပါ။အခုအဲ့ဒီအထွေးတိုင်းလောက်ရမယ့်အချိန်ကြပြီ။အဲစလောကအချိန်ပေးခံရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ခမည်းနှစ်တိုင်းပရီးမီးယားလိဖလာမရနိုင်ပါဘူး။ မနေ့ကသူဖလားရခဲ့လို့ဒီနေ့လဲအနိုင်ရကိုရရမယ်ဆိုတာမျိုးကတော့မဟုတ်ပါဘူး။အဲကျွန်တော်ပြောခဲ့တယ်လို့ပဲဒီပွဲမှာဘသူပဲကိုရင်တွင်တွင်အနိုင်ရတဲ့သူဖြစ်မှာပါ။လဘဘူးကကွင်းထဲမှာပိုကောင်းတဲ့ကစားသမားတွေရှိတာကြောင့်သူတို့အနိုင်ရမယ်လို့ထောက်ခံပြီးနှစ်ခုတစ်ခုနဲ့အနိုင်ရသွားပါလိမ့်မယ်။ Aston Villa vs Wolf ဒီတစ်ပတ်မှာ Wolf နိုင်မယ်လို့မထင်ပါဘူး။ဒါဗီကောင်တီရဲ့ရမှန်းအနေအဆုံးစံချိန်ကဒီဟာဒီ Wolf စီကချင်းချောက်မှုကိုခံရမယ်ပုံပေါ်နေပါရဲ့။ Aston Villa ကအမြင့်ပြန်နေပြီးသူတို့အခုဆိုရင်အဆင့်၄အထိတောင်တက်လန်ထားနိုင်ပါရဲ့။ ပွဲစဉ်၅ပြီးမှကျွန်တော်မှတ်မိသေးတယ်။ဗီလာကတန်းဆင်းစုံထဲမှာရှိနေကြတယ်။တို့ကဒီလိုအသက်ပြန်သွင်းနိုင်ခဲ့တဲ့အတွက်ချီးကျူးရမှာပါ။ခမားဝူဖျက်ရလက်တွေကိုကြည့်လိုက်ရင်တို့တွေတန်းထက်အတင်းသုံးသင်းစလုံးကိုရှုံးနေကြတယ်။လာမယ့်ပွဲစဉ်တွေကလည်းတို့တွေမလွဲကူပါဘူး။ခမားမတိလိုက်ခင်မှာဝူဖ်တေဆုံးပြီးတန်းဆင်းစုံတိုက်ပွဲမှာမြေမြုပ်ခံခဲ့ရပါပြီ။ဒီပွဲမှာဝူဖ်အနိုင်ရနိုင်တဲ့အခွင့်အရေးကျွန်တော်မပေးနိုင်ပါဘူး။တို့တွေအရန်များလွန်းနေရလို့ခံစားရပြီးဗီလာကသုံးခုပြတ်အနိုင်ရသွားမှာပါ။ Forever Brighter ဒီပွဲကတကယ်ကောင်းတဲ့ပွဲဖြစ်လိမ့်မယ်။ ဘရိုက်တန်ကဘီဂရက်ဘတ်မှာအီဂိုတီကိုရဲ့ပယ်နယ်တီကဘေးဖို့အရန်အားပြော့လွန်းခဲ့တာတောင်မှပဲခံဖတ်နိုင်ပွဲကောင်းကိုလုပ်ပြနိုင်ခဲ့တယ်။ဖော်ရက်ကအခုဆိုရင်အလဲအပြောင်းတစ်ခုကိုလုံနိုင်ခဲ့ပြီလို့ထင်တယ်။သူတို့တွေအန်ဖီမှာသူတို့ရဲ့ကံကောင်းမှုကိုအသုံးချနိုင်ခဲ့တယ်။ဒါပေမဲ့ခမားအနေနဲ့လဘာဘူးတင်အိမ်ငွေးတို့နေရာမျိုးမှာကန်တရားကိုအောက်ကိုရမှာပါ။ Forex တကောကောမရှိနဲ့ဦးဆောင်နေတဲ့ခါမှာသူတို့တွေလဘာဘူးကိုအလူးလေးဖြစ်အောင်လုပ်နေခဲ့ပြီးဒီအပွဲမှာလေသူတို့အဲ့လိုလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ Brighton ကလည်းဂိုးသွင်းမှဖြစ်ပေမဲ့ Forex ကနိုင်ပွဲရယူသွားမှဖြစ်ပြီးနှစ်ဂိုးတကုတ်နဲ့အနိုင်ရသွားပါလိမ့်မယ်။ ချက်စီဖက်ဆာအာဆင်နယ်အာဆင်နယ်သားအနိုင်ရရင်ဆူပလားပြိုင်ပွဲကပြီးပါပြီမန်စီးတီးကဒီတစ်ပတ်မှာနိုင်မယ်လို့ကျွန်တော်ခံမှန်းခဲ့ပေမဲ့အနိုင်ရခဲ့ရင်တော့မှအာဆင်နယ်နိုင်ပွဲရရင်အရာအလုံးကပြီးဆုံးသွားပါလိမ့်မယ်ဘာစီလိုနာရဲ့ပွဲမှာချယ်ဆီကစားတာကျွန်တော်မြင်ခဲ့ပြီးသူတို့တွေကဟန်စီဖလေးရဲ့အတင်းကိုရော်နယ်အာရူဟိုအနီကန်းနဲ့ထုတ်ပေးမခံရခင်ကလေးကလုံးဝကိုအလဲထိုးထားနိုင်ခဲ့တာပါအာဆင်နယ်ကလည်းဘိုင်ယန်ကိုတော်တော်လေးတက်တောင့်တက်တာနဲ့အလဲထိုးနိုင်ခဲ့ပြီးသူတို့ရဲ့ဒုတိယပိုင်းခြေစွမ်းကြီးကကြောက်စရာကောင်းပါတယ် မားရက်ကအနေနဲ့ဒီပွဲမှာအနိုင်ရဖို့လိုရလို့မထင်ပါဘူး။သူရဲ့ရည်မှန်းချက်ကထိဆုံးလေးနေရာနဲ့ပြီးဆုံးဖို့နဲ့ဒီရတီမှာဖလားတလုံးရဖို့ပါ။အချက်စီးတာဒီပွဲအနိုင်ရခဲ့ရင်သူတို့ကအလိုအလျောက်ဆူဖလားစိန်ခေါ်သူဖြစ်လာနိုင်ပါရဲ့။အရိကြရဲ့မျှော်မှန်းချက်တွေကလည်းပြောင်းလဲလာမှာဖြစ်ပြီးအရာကသူတို့နဲ့တင့်တော်ပါမလားကျွန်တော်မသိကြဘူး။ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီတုန်းကဒီဇင်ဘာပတ်ဝန်းကျင်လောက်ထိချက်စီးကရှေ့ဆုံးကပြင်းနေခဲ့ပြီးရုပ်ထည့်ရဲ့လဲချသွားတာကိုမြင်ခဲ့ရပါရဲ့။အဲဒီတော့ချက်စီးကအာဆင်နယ်ကိုအနိုင်ယူနိုင်လားဆိုကျွန်တော်တို့မထင်ပါဘူး။ ကျွန်တော်ကချက်စီပြိတက်ဖြစ်ပြီးသူတို့အသင်းကိုတစ်ချိန်လုံးကြည့်နေတာပါအာဆင်နယ်ကဒီပွဲမှာရှုံးမယ်လို့မထင်ဘူးချက်စီကအရန်ငယ်ရတဲ့အသင်းရှိပြီးတော့အများရန်ရလက်ကကောင်းလိုက်မကောင်းလိုက်ဖြစ်နေတယ်ချက်စီကလီဖလားကိုအနိုင်ရဖို့အတွေ့အကြုံမရှိသေးဘူးလို့ထင်ပါတယ်ဒီပွဲကကိုင်းစတိုနဲ့ဒက်ကလန်ရိုက်တို့ကြားတိုက်ပွဲကိုမြင်တွေ့ရမယ့်ပွဲလေးဖြစ်ပြီးတော့ကမ္ဘာ့ဘက်အကောင်ဆုံးကွင်းလေကစားသမားတွေက၂ယောက်ပါအဲ့ဒီတိုက်ပွဲကိုကြည့်ဖို့မဆောင်နိုင်တော့ပါဘူးမာရက်စကာကဘလို့အသင်းနဲ့ကစားမလဲဆိုတာကိုလည်းစိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပြီးဘာစီလိုနာနဲ့ပွဲတော်ကလိုမျိုး force 9အတုံးပြုကစားဖို့ကြိုးစားသွားမှလားစောင့်ကြည့်ရမှာပါ အာဆင်နယ်ကခံစားပိုင်းမှာပိုကောင်းပေမဲ့ချက်စီကတရေတမှတ်တော့ရယူသွားနိုင်လိမ့်မယ်လို့ထင်ပါတယ်။တကုတ်တကုတ်တရေကနှစ်သိန်းစလုံးအတွက်မစိုးတဲ့ရလက်ဖြစ်ပါလိမ့်မယ်။ဟုတ်ကဲ့ပါအခုလိုမျိုးတရေုံတရေနှုတွေကိုအမြဲကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေခင်ဗျာ။